အခုဆက်ပြီးတော့လေညီမတို့ဒီဟိုဝီဒီစီမံခံခွဲမှုတွေမနိုင်နေတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဘာတွေဖြစ်လာနိုင်လဲအဲ့အဲ့အကျိုးဆက်လေးကိုလည်းသိကြပါတယ်အာကျေးဇူးပါဟုတ်စီမံခံခွဲမှုမနိုင်ဘူးဆိုရင်ဘာတွေဖြစ်လာမလဲဆိုရင်တော့ဟိုပါဗောဗျာဟို debt crisis ပေါ့နော်ဒီလိုပဲပြောရမှာပေါ့အကျွေးအကျွေးဟိုပါဖြစ်မှာပေါ့ non net မှာပေါ့ဗျာနော်အဲ့တော့ဟိုဒီလိုဒီလိုတွေကိုလည်းရှောင်ရှားနိုင်ဖို့က financial management ပေါ့နော် financial literacy ဓာတ်တွေကိုကျွန်တော်တို့ကောင်းကောင်းသိဖို့လိုပါတယ်အဲ့တော့တစ်ဖက်မှာခုနပြောတဲ့ဒီ debt crisis တွေဖြစ်ဖြစ်ချင်းဒီနောက်ဆုံးပြောရမယ်ဗျာဒါလူတူတူတယောက်ချင်းနဲ့ကျွန်တော်မပြောသေးဘူးเนาะဥပမာအခုလက်ရှိကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်လိုက်မြန်မာနိုင်ငံရဲ့အခြေအနေကလုံးဝ mismanage ပဲเนาะငွေကြေးစီမံကံကွက်မှုတွေဆိုလို့ရှိရင်လည်းကြည့်လိုက်လေအရင်တော့ကเนาะ2021မတိုင်ခင်ကဒေါ်လာကြီးဘယ်လောက်လဲเนาะအပြီးနောက် inflation rate ဘယ်လောက်လဲ အဲနောက်ပြီးရင်ကျွန်တော်တို့အဲ့အလွန်တွေကိုပြန်ကြည့်ပေါ့ဗျာเนาะအခြေအနေတွေပေါ့အဲ့တော့ဒီကာလတည်သူကဒါ financial manage မှာဒါအများကြီးဟို miss ဖြစ်တယ်ပေါ့ဗျာအဲ့လိုဖြစ်လို့လည်းပဲခုနိုင်ငံရဲ့အခြေအနေကိုကြည့်လိုက်ဒီနိုင်ငံရဲ့အခြေအနေကကျွေးပတ်လဲဝိုင်းနေပြီအဲပြီးရင်အခုရပိုင်းဆိုလို့ရှိရင်တချို့ information လေးတွေနည်းနည်းပြောလိုက်ပါဦးเนาะတချို့ကျွန်တော်တို့သိတလို့ဆိုရင်သူကဒီဘက်နောက်ပိုင်းမှာအခုဒီငလင်ကြောင့်ပေါ့ဗျာအဲဒေါ်လာတချို့ ဟိုကိုနော်ရသွားတဲ့ဟာကလည်းဒီစီမံခန့်ခွဲတဲ့သူတွေအတွက်ဒါပြောရလို့ရှိရင်တော့တကယ်ဟိုအားသာချက်တခုလို့သူတို့ဖြစ်သွားတော့အဲ့လိုဒါမဟုတ်ရင်အများကြီးကြံစည်ရှိတယ်နောက်တစ်ချက်ကအဲကျွန်တော်တို့ခုဆိုရင်ဒါဒေါ်လာဈေးပေါ့နော်တချို့စီးပွားရေးလုပ်ငန်းရှင်တွေဈာမှာဒါဒီမှာတော့ဟိုလူ ဟိုဘလို့အလွှာပေါင်းစုံပါတဲ့အတွက်ပေါ့နော်တချို့ကျွန်တော်ပြောတဲ့ information ကအဲမိတ်ဆွေတို့ ਨੇ နားထောင်နေတဲ့မိဘပြည်သူတွေ ਨੇ ပေါ့နော်ဟိုကြိုက်ကြတာလည်းရှိချင်ရှိမှာရှိချင်ပါလည်းရှိမှာပေါ့ဥပမာစီးပွားရေးလောကမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြည်ပကိုပို့ကုန် နေပို့တဲ့အခါမှာပြန်ရတဲ့ any money ဆိုတာရှိတယ်ပြည်ပဝင်ဝင်လို့ခေါ်တာပေါ့ဗျာကျွန်တော်ကထားပါတော့ကျွန်တော်ပြည်ပကိုနော်မဆန်းတင်ပို့မယ်ပေးတင်ပို့မယ်အစားရှိတဲ့ဖြစ်နော်ဘာတင်ပို့ပဲပေါ့အဲ့တင်ပို့လို့ပြန်ရတဲ့ငွေတွေကတော့လက်ရှိပြည်ဒေါ်လာဈေးဒီခုပြည်တော့မှာ၄000နဲ့၄00ဝင်ချင်ရှိပဲဆိုပါစို့ ဒါပေမဲ့၄400နဲ့ရနေတာမဟုတ်ဘူး2100က25%ဒါတော့အရင်တော့ဆိုလို့ရှိရင်ဟိုဟို65 35နော်အဲ့ဒီကနေချလာတာအခုဆို25%ကိုသူကဘာလို့ရလဲဆိုတော့2100နဲ့ဈေးပြတ်ဈေးပြတ်ပြီးတော့မှကျန်လေ8500ကိုင်းတုန်းကရတာဆိုတော့သူကဒါကြောင့်ကျွန်တော်ခဏခဏပြောတယ်အဲ့အဲ့ပြဿနာဘယ်ပေါ်မှာသွား impact ဖြစ်လဲဆိုတော့ပြည်တွင်းထုတ်လုပ်သူတွေရဲ့အပေါ်မှာ impact သွားဖြစ်တယ် impact သွားဖြစ်ပြီးတော့အခုဆိုရင်ထပ် တိုးမဲ့ပုံစံအောင်ရှိတယ်။အဲ့ဒါကကျွန်တော်တင်တာတော့ဒေါ်လာလိုအပ်ချက်အနည်းငယ်ရှိလားလိုလားဆိုတာစဉ်းစားကြရအောင်နော်။အခုဆိုရင်25ရာခိုင်နှုန်းကနေပြီးတော့35 65မြောက်ပြန်ဖြစ်မလားဆို။ Every day ကြရတယ်ဆိုတာမျိုးအနည်းငယ်သိရတယ်။ဆိုတော့ဒါကိုကြည့်ကြအဖြစ်လက်ရှိနိုင်ငံတစ်ခုတောင်မှအဲ့လိုဒီ manage ဖြစ်သွားပြီဆိုရင် လုံးဝနော်ဟိုအရန်ပူဆိုးတာပေါ့ဗျာတူးချင်းကဟိုခုနပြောလို့တယောက်ချင်းတန်ခံရတယ်နိုင်ငံတစ်ခု မာစီမံခန့်ခွဲတဲ့လူတွေဦးနာတန်း90လုံးကုန်ဒုက္ခရောက်တော့အဲတော့ပြန်ပြောရလို့ရှိရင်တော့ financial management လိုရပြီဆိုရင်အဓိကပြဿနာ crisis debt crisis နောက်တနည်းအားဖြင့် business crisis အဲစီးပွားရေးပြဿနာစီးပွားရေးအဲဒီလိုဒီ non net တာမျိုးရှိရပေါ့နော်အဲတူးချင်းမှာကျွန်တော်ကဘာအဲ့ဒါကိုလွတ်မြောက်ဖို့ပေါ့နော်ကျွန်တော်ကနည်းနည်းလေးဟိုနီးလန်းတစ်ခုအနေနဲ့ပြောဒါကတော့ personal ဒီဒီကိုယ့်ရဲ့ကိုမိသားစုမှာတော့လကောက်ပေါ့နော် personal life မှာတော့လကောက်အဲ့လိုမဖြစ်ဖို့ဆိုရင်ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကိုယ့်ရဲ့ ေအတုံးစိတ်တွေဆိုပါတော့ဗျာတနေ့တာအခုမိမိလက်ရှိအိမ်မှာတုံးနေတယ်တခါလေကြဗျာကျွန်တော်ကအပြင်သွားမယ်ဗျာအိမ်မှာမိကျောင်း၁၀ကျောင်းရှိမယ်ဆိုပါတော့နော်မိကျောင်း၁၀ကျောင်းရှိမယ်အဲ့တော့အဲ့ဒီဟာတွေကိုမပိတ်ဘူးဗျာထားခဲ့အထားခဲ့လိုက်ရင်အဲ့အဲ့ဒီမီတာအလကားနေတာမဟုတ်ဒီယိုနစ်ကိုဘယ်လောက်ဆိုတက်နေမှာအဲနောက်တစ်ခါဟိုမှာဟိုဟာပေါ့ကိုသုံးမဲ့ဟိုမှာအင်တာနက်တွေရှိမယ်ဗျာနောက်အခြားဟို service တော့ air con ဗျာဥပမာ air con ဆိုလို့ရှိရင်လေကိုနေတဲ့အခန်းကဗျာဥပမာတကောင်ခွဲနှစ်ကောင်လောက်နဲ့အေးပဲဗျာသို့မဟုတ်အဲ့ဒါကို ၄၅လုံးလောက်ဗျာကျွန်တော်ပြုတ်တက်ထားတယ်ဗျာအပီအေယာကွန်တွေအခန်းတိုင်းမှာအကုန်သုံးပဲဗျာအဲ့ဒီရဲ့ဟာတွေကဘာဖြစ်လာလဲဆိုတော့အဲ့တော့ financial manage skill ကဲ balance sheet ကိုသွားကြည့်ပါ financial ဒီဒီ manage မှာဒါ account ဘက်ကကြည့်သူကသွားဘာဖြစ်မလဲဆိုတော့အဲ့ဒီရဲ့ဟိုအတုံးစိတ်တွေထဲမှာသွားပြီးတော့အများကြီးကြံစည်တာဆိုတော့ခုက financial manage လို့သာပြောတာသူ့ကို control ပြန်လုပ်ထားတာပါလဲဆိုတော့တစ်ဖက်ကအဲဟိုပေါ့ expand ပေါ့နော်အတုံးစိတ်ပေါ့အဲ့လို spending manage ကပုံပြီးတော့ကျွန်တော်ဂလူးဆိုင် ဒါကြောင့်ခုနရှေ့မှာပြောခဲ့တာလေမိတ်ဆွေချမ်းသာနေတာဝင်ဝင်မဟုတ်ဘူးတုံးဆွဲမှုပုံစံဒါကြောင့်ကျွန်တော်ကကိုယ့်ရဲ့တုံးဆွဲမှုပုံစံတွေကိုပြန်ဆက်ဆက်အောင်ဟိုခေါင်းထဲပေါ်လာလို့ပြောရရင်ဖြတ်ကလေးပေါ်လာလို့ပြောတာကျွန်တော်တို့ဟိုအားလုံးသိတယ်ဗျာဟိုလေလေစိုက်စိုက်ပန်မစိုက်ပန်နေအရင်တော့ချင်းွေတွေလောက်တော့ကျွန်တော်အဲ့ဒါလေးကိုဟိုအရင်တော့ဒီဒီအစိုးရကြီးလက်ထက်တော့လည်းပြောမှုပါတယ်အဲဘာလဲဆိုတော့ဟိုဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့ကတောင်းသူတောင်းသူတွေပေါ့နော်အဲကျွန်တော်တို့ဒီတောင်းသူလေသမားတွေ အကိုရဲ့ဒီအခြေခံဒီဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ခုနမိဘပြည်သူတွေကို awareness ပေါ့နော်ငွေကြေးစီမံခံွဲမှုတပိုင်တနိုင်ပေါ့နော်အဲ့လိုဟာတွေကို awareness လေးတွေလိုက်လုပ်ပေးပါတော့မိသားစုတစုမှာဘယ်လိုစီမံသင့်လဲဘာဖြစ်လို့အဲ့လိုပြောတာလဲဆိုရင်အဲ့စိုက်ပန်ကြီးရှေ့ကိုတွားကြည့်လိုက်ဟိုတရေကကိုတသိန်းခွဲချီးတယ်ထားပါတော့ကျွန်တော်လေဆေးကရှိတယ်ဆိုပါလို့လေဆေးကရှိတယ်ဆိုရင်ကျွန်တော်ဆန်သာသေးရအဲ့တော့တကယ်တမ်းအဲ့တသိန်းခွဲဆိုတာကနော် တက်ဆိုင်ရဲ့နိုင်ငံတော်ကပေါ့ဗျာဘာအတွက်ပေးတာလဲဆိုလို့ရှိရင်မျိုးတပါเนาะစိုက်ပျိုးသီးနှံနောက်ပြီးလို့ရှိရင်အချန်နဲ့ဟိုပါပေါ့ဗျာထားပါတော့ဟိုဈေးစကအစရှိတာတွေအတွက်ပေးတာဒါပေမဲ့အဲ့ဒီစိုက်ပန်ထုတ်တဲ့နေ့ဆိုသွားကြည့်လိုက်နောက်ကျွန်တော်တို့အရင်တော့ဆိုကျွန်တော်တို့ဟိုမိသားစုတွေပါဦးလေးတွေဟိုဖရီတွေပေါ့တော့အစားထားပါတော့အဲ့လိုစိုက်ပန်သွားထုတ်မဲ့ဟေးဆိုသွားကြတယ်သဟိုရောက်သွားစိုက်ပန်ထုတ်ပြီးသွားရင်အဲ့ထုတ်လာတဲ့ငွေကိုခုနစိုက်စိတ်ခေကိုရောက်တာပေါ့မျိုးသမားအတွက်လည်းရောက်တာပေါ့ဘယ်တဲ့ကိုရောက်သွားလဲဆိုတော့ သားစပိန်စီးဖို့ဆိုင်ကလေးတစ်စီးတော့အဖေကတမီးရပူစားတယ်ဆိုတမီးရမဆွဲကြိုးလေးတကုန်းသားဆိုင်ကလေးတစ်စီးအဲဘာလေးလို့ကုံပါအောင်ကုံသွားပြီးတော့လေထဲကိုအဲ့ဟာဝင်မသွားလိုက်ဝင်မသွားလိုက်ပြီးတော့မီးိုးမလားပုံစံအတိုင်းပဲလေကရှိတဲ့စပပုတ်ထဲကမျိုးပေါ့ဗျာမတက်လည်းမျိုးအရင်နှစ်ကရတဲ့ဇဘာအဟောင်းပြန်ဆိုင်ပြန်ဆိုင်ပြီးအဲ့တော့အမနှုံးတွေကလည်းဟိုတိတ်တိုးတက်မလာဘူးဗျာအဲပြီးတော့ကြံတဲ့ဟာတွေကဘာဖြစ်လဲဆိုတော့ထပ်ပြီးတော့ဟိုစိုက်ခါနီးဟိုဆက်ခါနီးကြတော့ခုနအကျိုးဆက်ခါနီးကြတော့ဘာသွားလို့ငွေပြန်ချီရတယ် ငွေပြန်သွားချီအတူကြီးကြီးနဲ့ချီရတယ်ချီပြီးတော့ပြန်ဆိုအဲ့ဒါပါလေ financial management ဒါကြောင့်အဲ့ဒီဟာကိုကောင်းကောင်းကျွန်တော်တို့ကသူ့နေရာနဲ့သူသုံးစွဲမှုမမှန်ကန်ဘူးဆိုတာနဲ့လွဲသွားတာနဲ့အဲ့ဒါ debt crisis ပဲဒါဒါပြဿနာအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်ကဟို financial manage လွဲရင်တော့ဒါလူတူဦးချင်းမှလည်းပြဿနာရှိတယ်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ကျန်တဲ့ဘယ်ဟာမှာပဲဖြစ်ဖြစ်အများကြီးပြဿနာရှိပါတယ်လို့နော်ဒါလေးပြောချင်ပါတယ်ကိုအရင်လဲများတော့မှဆိုလို့နော်ကျေးဇူးပါဟုတ်ကဲ့ပါအာအကိုပြောရတဲ့အမှာဆိုရင်ဒါငွေကြေးစီမံမှု မောင်းရင်းသွားတာလို့ပြောရမှာပေါ့နော်အဲအဲ့လိုမျိုးမှဆိုလို့ရှိရင်ကိုယ်အနေနဲ့ကကိုယ့်ရဲ့ငွေကြေးကိုကိုယ်ကောင်းကောင်းစီမံခန့်ခွဲမှုအားနေသွားတဲ့ခါမှာဆိုရင်ဘာဖြစ်တယ်လဲဆိုတော့အခုလည်းပြောသွားတယ်အကျွေးတင်တယ်ပေါ့နော်အကျွေးတင်တယ်ဆိုတော့အဲ့တော့အခုဒီဘက်ခင်မှာဆိုလို့ရှိရင်လူတွေကအကျွေးတင်သွားတယ်တင်သွားတဲ့အကျွေးပေါ်မှုတည်ပြီးတော့ကိုကငွေရလွယ်မဲ့နီလန်းတွေကိုမှားယွင်းပြီးတော့လိုက်တတ်ကြတယ်ပေါ့နော်အဲအဲ့ဒီပုံမှာဆိုလို့ရှိရင်လည်းငွေလိန်ခံရပြီးတော့ဟိုရှုံးနေတဲ့အရှုံးပေါ်မှာမှာထပ်ပြီးတော့ ဟိုကိုကငွေအလွယ်လိုက်တဲ့ခါမှာလူလိမ်လေးနဲ့တွေ့ပြီးတော့မလုံးလီပေးတဲ့ခါမှာလူလိမ်လေးနဲ့တွေ့ပြီးတော့ကိုရဲ့ငွေကြီးဆုံးရှုံးမှုတွေကပို့ပို့ပြီးတော့မြင့်တက်လာတယ်။အဲဒါဒီဘက်ဖြစ်မှာလူလိမ်ကြီးကညာတော့အဖြစ်ရှိတတ်တာကိုတွေ့ရတယ်။အဲအဲ့ဒီပုံမှာရောအကိုအနေနဲ့ဆွေးနွေးပြီးကျင်တာလူများရှိမှာချက်။ဟုတ်ကဲ့ဟုတ်ကဲ့။အာဒီဘက်နောက်ပိုင်းမှာအများစုတွေ့ရတာတော့ဒီ online ပေါ်မှာအဲ့ဒီ store နဲ့ပတ်သက်တာတွေပေါ့နော် trading နဲ့ပတ်သက်တာတွေအဲ့အဲ့ဒါအများစု ဒီအလိန်ခံရတာတွေတွေ့ပါတယ်။အဲတချို့လည်းအဲ့လိုလမ်းပြီးတော့ဆက်သွယ်ပြီးတော့မေးတာတို့ဟာတို့ပေါ့နော်။ဟိုအကြံတောင်းတာတို့ဟာတို့ကျွန်တော်ကြုံမှုပါတယ်။အဲ့တော့မေးကြည့်တယ်ပေါ့နော်။ဘာလဲဆိုတော့သူတို့ကတပိုင်းတနိုင်ဒီလက်ရှိပေါ့ဗျာ။ဟိုပြည်တွင်းထဲမှာသူကဘယ်လိုလုပ်ကြလဲဆိုတော့ programming ကိုကိုရေးတယ်။အဲတချို့ကြလဲ software နိုင်တယ်ပေါ့ application တွေကိုပိုင်လုပ်ကြတယ်။လုပ်လဲပြီးလိန်ဖို့ပေါ့ဗျာ။လိန်ဖို့အဲ့လိုလုပ်တယ်။လုပ်ပြီးတော့အဲ့အရာတွေနဲ့သူက online social ကနေကောင်းကောင်းသူကမလုပ်လဲဆိုတော့ဟို ဘူးစ်တွေများများလောက်ပေါ့ဗျာလူလေးစီများများပြန့်အောင်လို့ပြီးမလုံးနေစပေးဆွဲပေါ့တချို့ကြတော့လေလောဘတက်တဲ့လူတွေကသူကဘာဖြစ်လဲဆိုတာအဲ့ဒါသူတို့အတွက်တားကောင်းပဲပြစ်မှတ်ပဲအဲ့လိုလူတွေကိုပဲသူကရှာအဲ့တော့ဘာသွားတွေ့လဲဆိုတော့ထားပါတော့ဗျာမြင်တာအောင်ပြောရင်ဒါအားလုံးလဲကြားမှုတဲ့အဲဒီတင်ကန်းစာတစ်ခုလို့ပဲပြောရမှာပေါ့နော်ဟိုကိုယ်ဝင်ငွေကိုဗျာထည့်ပေးပြီးတိတ်တထောင်ထည့်ပေးပြီးတလောက်သိန်းတရာပြန်ပေးမယ်ဆိုတော့ အဲမဲ့လုံးမျိုးတွေပေါ့ဖြစ်နိုင်လားစဉ်းစားတယ်အဲ့တော့ဟိုဆယ်ရာရေလုံးတော့ပြန်ပေးမယ်ဆိုတဲ့ဟာမျိုးတွေကိုအဲလုံးကြတယ်တချို့ဆိုလဲဒါကျွန်တော်ဒီမှာနံပါတ်တွေတော့မသုံးပါဘူးเนาะဟိုကျွန်တော်တို့ဟိုကြားသိရတယ်ပြီးခဲ့တဲ့နှစ်မှာဆိုလဲအသိန်းပေါင်းဟိုသိသိန်းပေါင်းသိန်းနဲ့ချီပြီးတော့အဲ့လိုလိန်လယ်မှုဖြစ်တဲ့ပြဿနာတွေအဆရှိတယ်ဖြစ်ပေါ့ဗျာဒါမျိုးတွေကျွန်တော်တွေ့ရတယ်တွေ့ရတော့အဲ့အဲ့ဒီဟာတွေကတော့ကျွန်တော်တော်တော်သတိထားရမယ်သတိထားရမယ်နောက်တစ်ခုကနေပညာ အဲ့လုတ်တဲ့ခုနပြောတဲ့ digital platform လို့ဟာမျိုးเนาะတက်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုအပ်တဲ့ဤပညာ awareness ပေါ့เนาะအဲအဲ့အရာ၄ကိုတော့ကျွန်တော်တို့ကောင်းကောင်းလေ့လာဖို့လိုတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ခုနပြောတဲ့အခုခေတ်ဆိုရင်ထပ်ပြီးတော့ဗာပြဿနာရှိတယ်ဆိုတော့လူတွေက digital စိတ်ဝင်စားတယ်ကျွန်တော်တည်တလို့ဆိုရင်ဗျာစိတ်ဝင်စားတယ်စိတ်ဝင်စားဘူးတော်တော်များများစိတ်ဝင်လူငယ်တွေဆိုပုံစိတ်ဝင်စားတယ်ဒါပေမဲ့သူတို့ကဗာဖြစ်နေလဲဆိုတော့အဲဆိုပါတော့ဗျာပြပမှာရှိတဲ့လူတွေအတွက်ကတော့တိတ်ပြဿနာမရှိဘူး တို့အတွက်ဟိုအကောင့်တစ်ခုဖွင့်ရတာအဲနောက်တစ်ခုကျန်တဲ့ပေါ့နော်ဟိုနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ဗျာဆိုဆိုလိုတာဥမာကုလူ Binance Binance တို့အစားရှိတဲ့ပေါ့ဗျာတခြားကျွန်တော်တို့ PayPal ပဲဖွင့်ဘာဖွင့်တို့တက်ဆိုင်ရနိုင်ငံတွေရဲ့အကောင့်တွေနဲ့အလုံးလုံးထားကင်တာအဲသူကနည်းနည်းအဆင်ပြေတယ်ပေါ့ဗျာအပြည့်ရင်းမှာကြတော့သူကအဲ့လို jam jam ပဲလောက်ရအောင် jam ဆိုတာဂျားတယ်မှာဗျာအဲ့လိုငွေသွင်းငွေထုတ်အတွက်ကိုသူက control လုပ်ထားတဲ့စင်တာရှိနေတာရှိနေတဲ့အခါကျတော့အဲ့တော့ဘာလုပ်ရလဲဆိုတော့ jam ပေါ့ဂျားတွေကနေပြီးတော့တစ်သိက်ခံပြီးပါ အငွေထုတ်ရတာမျိုးเนาะအဲ့အကောင့်လို direct သွားလို့မရတာမျိုးဆိုအဲ့ရှားမှလိမ်လည်မှုလိမ်လည်မှုတွေလည်းရှိတော့ကျွန်တော်တို့ကဒါတို့တော့တတိချက်ဖို့လို့လေเนาะအဲ့တော့တကယ်လို့ဒီလိမ်လည်မှုတွေကိုကျွန်တော်တို့ကြော်လွားနိုင်ဖို့ပေါ့เนาะကြော်လွားနိုင်ဖို့ဆိုရင်ယုံကြည်စိတ်ချရတဲ့ digital platform တွေကိုကျွန်တော်တို့တည်အောင်လုပ်ဖို့လို့အဲ့တော့ကျွန်တော်ကဟိုဟို stock ပညာရှင်လည်းမဟုတ်ပါဘူးเนาะဟို trading နဲ့ပတ်သက်လို့ကျွန်တော်ပညာရှင်လည်းမဟုတ်ကျွန်တော်ဝါသနာပါလို့လေ့လာတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်မလုပ်မလုပ်ကျွန်တော်လည်းခုနပြောတဲ့ဟာကြီးမလုပ်တတ် ဲ့တော့ဒါပေမဲ့အဲ့မှာဘာသွားတွေ့လဲဆိုတော့တချို့ west website တွေရှိမယ်ဗျာတချို့ app တွေရှိမယ်ပေါ့နော် app တွေရှိမယ်ဆိုလူတချို့ပြောတဲ့လူတွေနာမည်တွေကျွန်တော်နည်းနည်းမေးကြည့်တယ်ဆိုတော့အဲ့ဒါတွေအစ်စ်မဟုတ်တာနားလဲတဲ့လူတွေမေးကြည့်ပေါ့နော် တကယ်တော့မဟုတ်တာကြီးလည်းများတယ်ဟုတ်တဲ့ဟာကြီးလည်းရှိတယ်ကမ္ဘာမှာလက်ချိုးရည်လို့ရပါတယ်တကယ်တမ်းကျတော့ကမ္ဘာမှာလက်ရှိပေါ့နော်ဥဆောင်နေတဲ့အဲ crypto အဲဒီဒီဒီ locker ပေါ့ဗျာဒီ blockchain ပေါ့မှာတကယ်ယုံကြည်စိတ်ချရတဲ့ platform တွေ ဟိုဟိုလက်ထိုးရီလိုရတဲ့အခြေအနေပဲเนาะအဲအဲ့ဒီထဲမှာတော့ STV ပါလာဆိုတော့ပြီးမှပဲမေးပြီးဆက်ဆွေးနေပေါ့เนาะအဲ့တော့အဲ့ဒီအဲ့ဒီလိုမျိုးတော့ရှိတဲ့အခါကျတော့ဆွေးဒီတကယ်ပြည်တွင်းမှာရှိနေတဲ့လူတွေအတွက်ယုံကြည်စိတ်ချရတယ်ခုနပြောတဲ့เนาะလိုအပ်တဲ့ကျွန်တော်တို့အာဒီအဆင့်လေလိမ့်လည်မှုမခံအောင်ဘလို့ကြော်မလဲဆိုတာเนาะနည်းနည်းကျွန်တော်တို့ပြီးတော့မှလည်းဆက်ဆွေးနွေးကြတာပေါ့အခုလက်တလောတော့အဲ့လိုအခြေအနေတော့ကျွန်တော်မြင်နေရတာရှိပါတယ်ဟုတ်ဆွေးနွေးပြီးတော့ဒါဒီကြိုများတွေ့ပါလေအခုပြောသွားတဲ့နေရာမှာဆိုရင်လည်းဒါအများကြီး တတိထားရမယ့်အချက်လေးကြီးလည်းထည့်ပြီးတော့ပြောသွားတာဖြစ်တဲ့အတွက်အားလုံးပဲဒီနေ့ live ကိုနားထောင်နေတဲ့သူတွေလည်းတတိစကားလေးအတွေးတစကောင်းလည်းကိုဝင်သွားပြီးတော့တတိချက်ချာစဉ်းစားချင်းချင်းနိုင်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်အဲအခုဆက်ပြီးတော့လေဒီကျွန်တော်တို့ဒီ financial decision ချမှတ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဘလို့အရာလေးတွေကိုဖြူဆိုင်တယ်နဲ့ဘလို့အရာတွေကတော့အရေးပါတယ်ဆိုတာမျိုးလေးလည်းဆွေးနွေးပေးစီချင်ပါတယ်အဲ့တော့ဟို financial decision နဲ့ပတ်သက်ရင် ်ချိန်မှာပြန်ပြောခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုပုံစံနောက် financial manage နော်နောက်ပြီးကျွန်တော်တို့ရဲ့ဒီကိုကိုယ့်ရဲ့ငွေကြေးပေါ့နော်ဟိုခုနသုံးဆွဲတဲ့ပုံစံ expand ပုံစံအဲဒါတွေကိုကျွန်တော်တို့ကတိတိကျကျပြန်ပြီးတော့ပဲဟိုဆက်ဆက်အောင်ပေါ့နော်ကိုကိုကို set analyze ပြန်လုပ်ရတာပေါ့နော်ပြန်လုပ်ရမယ်ဆိုတော့အဲ့လို financial decision ဆိုရင်ကိုကဆိုပါတော့ဒီနှစ်2025ပေါ့နော်2025မှာနော်လက်ရှိ ကျွန်တော်စီးပွားရေးလုပ်ငန်းရှင်လေးပြောလို့ပြောတာရှိတာပြောတာပေါ့နော်ဆိုတော့စီးပွားရေးတခုလည်းကြည့်လို့မရဘူးစီးပွားရေးလုပ်ရင်အမြဲတမ်းဘာတွေကြည့်ရမလဲနိုင်ငံရေးကြည့်ရမယ်နော်အပြင်အခြားသောကျွန်တော်တို့ကလူမှုရေးကြည့်ရလူမှုရေးဆိုတာကဆိုရှယ်ပေါ့ဗျာအခုဒီဒီလိုကာလမှာဆိုဗျာဆိုရှယ်ဘန်ဒစ်တွေရှိတယ်ဗျာနော်ဘွိုက်ကောက်တွေရှိတယ်ဗျာဆိုတော့ဒါကြောင့်ဟိုတခုခုလုံတိုင်းမှာနော်ဟို background တွေဒါတွေကိုလည်းကြည့်ရတယ်ဒါကြောင့်ပြန်ပြောရရင် financial decision ကိုနော်ဟိုလုံတော့မယ်ဆိုလို့ရှိရင်ခုနပြောတဲ့ ဒီဟိုဘော condition 3ခုပေါ့ဗျာเนาะနိုင်ငံရေးစီးပွားရေးလူမှုရေးအဲ့တော့လက်ရှိမြန်မာနိုင်ငံရဲ့စီးပွားရေးကဘာဖြစ်နေတာလဲ data ကိုကြည့်မြန်မာနိုင်ငံရဲ့စီးပွားရေးကအရင်ပဲတက်နေတာလားဒါမှမဟုတ်ဘလောက်တိယုံကြည်စိတ်ချရတဲ့အဘကံချက်ရှိနော်ပြီးရင်တကယ်လေငွေကြေးတွေရဲ့ငွေကြေးတွေဆိုရင်ကိုယ့်ရဲ့ပိုင်းတချို့သတင်းတောင်ကြားတာပေါ့နော်အဲ့လိုငွေတွေကဟိုတစ်ခါသွားထုတ်တိုင်းအစ်စ်တွေပဲတစ်ခါသွားထုတ်တိုင်းအစ်စ်တွေပဲဆိုတာတွေက inflation rate ကိုပို့ပြလည်းလည်းပြောရင် impact ဆိုးရစရာကောင်း ော်ဆိုရင်ကြောက်အောင်အဲ့တော့ inflation ကဟိုတယောက်ကဆိုကျွန်တော်ဟိုဟိုမေးတာလေးပေါ့ကျွန်တော်တော့မဖြေနိုင်ဘူးပေါ့နော်မဖြေနိုင်ဘူးဆိုတော့တော့မဖြေနိုင်ဘူးဆိုတာဟိုတိတိကျကျမဖြေနိုင်တာပေါ့ဟိုအားရဲဆရာအားရဲဒီလာမဲ့ပေါ့နော်အဲဒီဒီကျွန်တော်တို့ဒီအလွန်ပေါ့နော်ဟိုနောက်အစိုးရတရက်ရတဆူရတရက်ပေါ်လာတဲ့အခါမျိုးပါတဲ့နော်အဲဒီ inflation rate တွေကိုဘယ်လိုဖြေရှင်းမလဲပေါ့နော်အဲဒီခုဆိုငွေတွေအဲ့လောက်ကြီးအထဲမှာအရန်ပြတ်ကျဲနေတော့ဘယ်လိုလုပ်မလဲ ဆိုတော့အဲ့ဒါကိုပြန်ပြန်တွေးကြည့်တော့ immigrant ဆိုရရကောင်းတယ်ဒါကြောင့်ပြောချင်တာက financial decision ချတော့မယ်ဆိုတစ်ချက်ကအဲ့ဒီကိုချမဲ့ level ရဲ့နေရာရဲ့စီးပွားရေးဘလောက်တိအမကကြရှိလေ responsible ပဲเนาะ now accountable ပဲဘလောက်ရှိတယ်အပြီးလို့ရှင်ရောအခြေလျောက်ဘလို့ရှိအဲ့ဒါကိုကြည့်ရဒါတစ်ချက်နောက်တစ်ချက်ကတော့ခုနကကျွန်တော်ပြောတဲ့ social plan နဲ့เนาะ social ပေါ့လူမှုရေးပေါ့အဲ့တော့လူမှုရေးနဲ့ပတ်သက်လို့ရှင်လည်းပဲเนาะကိုလုံးမဲ့ level ကเนาะတကယ်ပဲလုံးတင်နေ နော်ဒီ social ရပေါ့နော်တကယ်ပဲလုတ်တဲ့နေပဲလားဒီကာလဆိုအယံသတိထားရတယ်နော်အယံသတိထားရတယ်နော်ဟိုမလုတ်တဲ့ရင်မြန်မာပလာဇာတောင်တည်တဲ့တိုင်းမနေနှာနိုင်ယူရတာဆိုတော့ဒါမျိုးပေါ့အခုအခုကာလဆိုခုနမြန်မာပြည်အရလိုဟာမျိုးပေါ့ဗျာနော်ဆိုလို့ရှိရင်အခုချိန်မှာကဲဒီတရားမိတ်ဆွေတွေမှ share ထည့်မလားလာမှတရားထည့်တရားပေးမယ်ဗျာဆိုတော့ blue ထည့်သဘောပြောပြဒါဒါတွေကအရေးကြီးတယ်ဒါကြောင့် financial decision မှာနော် business social ပြီးကျွန်တော်ကနိုင်ငံရေးအပြင်းအထန်တာကိုကြည့်ရအောင် ကဘာကြီးရဲ့အခြေအနေဘလို့ဖြစ်နေလဲနော်ကဘာနိုင်ငံကြီးခင်းချင်ကဘာကြီးဖြစ်နေပြီးတော့လက်ရှိကျွန်တော်တို့ဒီအာဆီယံဒေတာတွေမှာဘာကြီးဖြစ်အကုန်လုံးကตายနေတာတော့မဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလိုဖြစ်နေလို့ပတ်ဝန်းကျင်တွေကြီးတော့လေပတ်ဝန်းကျင်တွေကရောအခုအိန္ဒိယပါကစ္စတန်ဗျာကိုနဲ့တိတ်ဝေးတာမဟုတ်အဲနောက်ပြီးခုနပြောတဲ့ဂျန်တဲ့အရှိလေပိုင်းတွေရောနောက်နောက်နောက်ဥရောပအစရှိဖြစ်နိုင်ငံတွေအကုန်လုံးဒီတိုင်းပဲတော့ခါကြဆိုတော့ပြန်ပြောရရင် financial disaster လုပ်မယ်ဆိုရင်အဲ့ဒီ condition ၃ခုအခြေအနေ၃ခုကို ကျွန်တော်တို့အမြဲတမ်းမမေ့နဲ့အကဲခတ်ပြီးတော့မှကိုယ့်အတွက်ကိုယ်လုံးမဲ့စီးပွားရေးအတွက်တကယ်ယုံကြည်စိတ်ချရတယ်နော် accountable responsible အဲ့ဒါကိုရှာပါလို့ပြောချင်တယ်ဟုတ်ကျေးဇူးပါအာအခုပြောသားတဲ့နေရာမှာဆိုရင်ကိုယ့်အနေနဲ့က financial decision ချပြီးရင်းနှီးဆက်ပြီးရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင်ဒါ background ကြည့်ဖို့လိုအပ်တယ်ဆိုတာအရင်သဘောကြတယ်ဘာဖြစ်လဲဆိုတော့ညီမတို့ကအခုဒီ online ကလာလေးဖြစ်နေရယ် တော်လည်းရည်ချိန်ကိုလည်းလိုက်ရမယ်ဆိုရောအခုအချက်ပြူထားတာလေးလည်းရှိတော့သွားပြီးစဉ်းစားမိရပါတော့เนาะအခုပြည်တွင်းထဲမှာရှိနေတဲ့ဗန်လေးဆိုလို့ရှိရင်ဆက်ကဆအနေနဲ့ကသူ့အနေနဲ့ကငွေကြေးရင်းနှီးမြှုပ်နှံမှုတွေအများကြီးလိုအပ်နေတယ်သူငွေလိုနေတယ်ပေါ့เนาะအဲ့အတွက်ပြည်တွင်းဗန်ဒီမှာဆိုရင် fix deposit စီးရင်သိအငွေတွေကိုအတုံးလုံးများများပေးပြီးတော့ဟိုမလုံးပေးပြီးတော့ဗန်ဒီမှာခေါ်နေရလည်းရှိတယ်နောက်ပြီးတော့အခုပြောသလိုပဲအခုဒီတော်လိုင်းရေးချင်းနဲ့ကပ်ပြီးတော့ social punishment ကိုလည်းလူကြီးကကောင်းကောင်းအလေးအကျင့်လုပ်ရမယ်ဆိုတဲ့ဟာလေးလည်းတိလာရယ်ပေါ့နော်အဲ့တော့ဟိုကို့အနေနဲ့ကဒီစကားစားရဲ့လက်အောက်မှာရင်းနှီးမြှုပ်နှံထားတဲ့ဒီပြောရမယ်ဆိုစီးပွားရေးလုပ်ငန်းတွေမှာခုနထားပါတော့ investment အနေနဲ့ရင်းနှီးမြှုပ်နှံမှုတွေခေါ်လာတဲ့ခါမျိုးဆိုမလုံးနေပြီးပြီးတော့ခေါ်ကြရတယ်ပေါ့နော်အကိုအဲ့အပေါ်မှာအကိုအနေနဲ့အဖြစ်ဆက်ပြောချင်တာမျိုးလေးရှိလားဆွေးနွေးချင်တာမျိုးလေးရှိရယ်ဆိုတော့ဆွေးနွေးပြပါဦးအဲကျွန်တော် ချီရစကလုံးနဲ့ပဲပြန်ချုံအောင်ပါဘောနော်ဘယ်လိုခေါ်မလဲအားလုံးတကယ်ချမ်းသာမှုအစ်စ်ဆိုတာလေပဝင်းချင်ချမ်းသာအောင်လုပ်ခြင်းอ่ะအဲဒါကိုတကယ်ချမ်းသာတယ်ဘောနော်တကယ်ချမ်းရှိရပါကျွန်တော်ပြောခဲ့တာကတော့ငွေကြီးရပြောခဲ့တယ်ဘောလွတ်မြောက်ဖို့ဒီတကထပ်ပြောရရင်တကယ်ချမ်းသာခြင်းနဲ့မိတ်ဆွေတကယ်ချမ်းသာခြင်းနဲ့ဆိုရင်ကျွန်တော်ကကိုယ်ပဝင်းချင်ကိုချမ်းသာအောင်လုပ်ရတယ်ဒါပေမဲ့ကိုယ်ပဝင်းချင်ရလူတွေအခုဒုက္ခရောက်နေတယ် ဲ့တော့ကျွန်တော်ဒီပြောရရင်ဗျာဟိုနည်းနည်းစကလုံးနဲ့ပြောမယ်ဆိုလို့ရှင်ပါရမတွေရှားမှာเนาะကျွန်တော်တို့ကပျော်နေတာအတ္တတွေပဲရှိမှာအဲ့လိုပဲကျွန်တော်တို့ကအတ္တတွေရှားမှာပျော်နေတာလည်းအာရမတွေပဲဖြစ်မှာဆိုတော့ဟိုပြန်ပြောရရင်ခုနပြောတဲ့အလုပ်တွေဘလောက်ပဲမလုံးပေးပေးဟိုကျွန်တော်တမင်းတုံးတတ်တဲ့ပုံမစားပါဘူးနောက်ဆုံးပြောရရင်အဲ့တော့ဟိုကိုကိုချောင်းပေါ့နော်ကိုချောင်းအဲဒီဒီအနာဂတ်ဒီအခုနပြောတဲ့ခြေလီတွေเนาะအဲ့အဲ့ထဲမှာ ဟိုလူတိုင်းရဗျာကျန်နာတွေဖြတ်လို့ရတယ်ဗျာတပိုင်းကဖြတ်လို့မရအောင်နော်ဘုကျန်နာတွေအကုန်ဖြတ်လို့ရတယ်ကျန်နာတွေကဗျာဟိုဟိုကပြောလို့ပေါ့နော်ဟိုဖြတ်လို့ရတယ်ဆိုတာဒါပေမဲ့လူတွေမှားတတ်ပါတယ်မမှားဘူးလို့မပြောဘူးဟိုဆရာဦးအောင်သိန်းပြောလို့ပေါ့ဗျာမှားတတ်လို့မှခဲတဲ့တိုင်းမှာခဲပြက်ထည့်ပေးတာပေါ့နော်ဘေးထည့်ပေးဆိုတာအဲ့တော့ဘဝမှာလည်းဒီလိုပါပဲသို့တော်လေကျွန်တော်တို့ကဒီအခြေအနေတခုကဒီလောက်ဆိုရင်ကျွန်တော်တိတိနေနော်တိတိနေဘာဘာဆိုတာပေါ့ဗျာမဖားလားငားလားပေါ့ဗျာအဲအဲ့လောက်မှမတည်ဘူးဆိုတချို့ကြတော့လေဟိုငါတလောက်တည်လို့ကျွန်တော်ဟိုတခါပြောလို့ပေါ့နော် ဟိုငယ်တလောက်တွေလို့ပေါင်းစားရင်အယိုးပါနူးတယ်ဆိုပြီးပေါင်းစားတဲ့လူတွေရှိတော့လေမပြောတတ်ဘူးပေါ့ဗျာအဲ့တော့ပြန်ပြောရလို့ရှိရင်တော့ DR တွေနဲ့ပတ်သက်လို့တော့တတ်နိုင်ကြများလုပ်ငန်းရှင်တွေရှိသွားအကုန်လုံးဒီထမင်းသုံးနှစ်ထက်မပူပါဘူးအဲ့တော့ကိုတလုတ်စားတိုင်းမှာကိုဘေးမှာနော်ဟိုကြည့်ပါတကယ်ကိုနော်အခုကာလဆိုအင်ပါတန်ကျွန်တော်တိုက်ပြီးအတွက်စိတ်မကောင်းစရာတွေအခုဆိုညညခုနငလင်းလှုပ်တဲ့ကိစ္စတွေဆိုနော်ပြည်သူတွေမှာအထိတ်တလန့်နေတယ်အကုန်လုံးနေနေရတာအဲ့ဒီချိန်မှာကျွန်တော်တို့ကတိတ်ပြီးတော့နော်ဟိုဘယ်လိုခေါ်မလဲကို emotion control လို့ခေါ်တာကိုစာလို့ဆိုရင်အမြဲတမ်းထိန်းရတယ်နော်အဲ့တော့ထိန်းရတယ်အခြေအနေတွေကိုနားလည်ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုဘလောက်ပဲရှိရှိကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကဟိုစိတ်ချမ်းသာမှာမဟုတ်နော် properties တစ်ခုအနေနဲ့ပဲရှိနေမယ်အဲ့ဒါတွေအကုန်လုံးကကိုယ့်ရဲ့ခုနပြောတဲ့ happiness ကိုလည်းပေးနိုင်မှာမဟုတ်ဘူးကိုယ့်ရဲ့ image တွေကိုလည်းကောင်းကောင်းတည်ဆောက်နိုင်မှာမဟုတ်ဒါကြောင့်ပြန်ခြုံပြောရရင်တော့အခြေအနေတွေသိပါအချိန်ကားတွေသိပါအဲကိုကိုယ်တိုင်ရဲ့ဟိုပြောရလို့ရှိရင်တမိုင်းတည့်ရခံလို့ကျွန်တော်တိတ်မတုံးချင်လို့ပေါ့နော် ဒါပေမဲ့အဲဒီဟာဒီတမိုင်းဒီဖြတ်လို့မရဘူးဆိုတာကိုပြောချင်တာเนาะနောက်ဆုံးကြံလက်သူလိန်လို့ရတယ်ကိုကိုကိုလိန်လို့မရဘူးအဲ့တော့ကိုလိပ်ပြားတော့ကိုဘလူးမလိန်လို့ပြောအဲ့တော့အချိန်တန်တဲ့ခါမှာခုနကပြောလို့ဘလောက်ထိကိုကိုဒီလိုဟိုလက်တီးလက်မောင်းဆုတ်ပြီးတော့ဘလောက်ပြောနိုင်လဲပေါ့ငါဘလောက်တာဝန်ကျေလဲပေါ့နော်ဆိုတဲ့ဟာတိတ်အရေးကြီးပါတယ်လို့ပြောချင်အဲ့တော့တာဝန်ကျေဖို့ပဲလိုတယ်တာဝန်ကျေပါလို့ပဲပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဒီလိုကျေးဇူးရိုက်တင်ပါတယ်ဟိုတာဝန်ကျေရဲ့ဂျီတူတွေထဲမှာအကူလည်း အပါဝင်ဖြစ်တယ်ဆိုတာမျိုးကသိပါတယ်အဲဆက်ပြီးတော့အကိုဒါဟာတာအနေနဲ့တစ်ဖက်ကြီးကြည့်ရပါတော့ဒါကြောင့်တို့အဲအင်တာဗျူးတွေပဲဖြစ်ဖြစ် SDP ရလို့တဲ့ဟိုအရင်မှာဆိုလို့ရှိရင်ညီမတို့မီးမီးထားရှိတယ်ဆိုတော့အကိုရောဒီညီမတို့ဒီ SDP ဘန်ကိုအသုံးပြုနေတဲ့သူတယောက်တည်းမှာပါလားဆိုရဲမိကုန်းလေးကိုမိကျင်ပါတယ်